ဒါကတော့ရမုံရဲပေါ့နော်ဒုတိယမြောက်ဇလန်းတွဲလေးဖြစ်နေဒါခံဘက်ပြန်လာတဲ့ဇလန်းတွဲလေးပါအဲ့ဒီမိမကြီးရလေစနိုဝိုက်ပုံကြီးလည်းသုံးမကိုနီရရမုံအစာပိုင်းမှာဒါဒီကအတိုင်နဲ့ဆိုရမုံမသိရရှိရပေါ့နော်မသိတော့ရမုံနည်းနည်းရမုံကနည်းနည်းကြောက်တော့ရောရမှာကြောက်တာတွေပါအဲ့လိုမျိုးရှိရပေါ့နော် မရပါသားမီးဘာလို့ကြံနေကြလဲဖေဖေသိတာဘာလို့ကြံနေလို့လဲမင်းသိပြောနေဒါပေမဲ့အကိုတွေအမတွေအကုန်လုံးနင်းနေတထွေးနေလက်တွဲခေါ်ပြီးပြီးတော့ရမုံဒါဒီမြူနီနိုထာဝရဝင်မှာတကယ်ကိုကောင်းမွန်တဲ့မတရားအများကြီးဖန်တီးခဲ့တယ် ုတ်ကဲ့ဒါဒါကတော့ရမုံရဲပေါ့เนาะဒုတိယမြောက်ဇလန်တွဲလေးဖြစ်နေဒါခံပတ်ပြန်လာတဲ့ဇလန်တွဲလေးပါအဲဇလန်တွဲလေးရဲ့နာမည်လေးကတော့မြူနင်းနှုံထာဝရဝေလို့ခေါ်ပါတယ်အခုလက်ရှိမှာလဲဒါည9နာရီဆိုရင် MRT ဘုံမှာစောင့်မျှော်ကြည့်ရှုလို့ရနိုင်ပါပြီရှင်ဒါကတော့ရမုံကင်လွဲမြတာပြီးတော့တိတ်မကြဘဲနဲ့ပေါ့เนาะ9လ6လလောက်အကြာမှာညီမရိုက်ကူးဖြစ်ခဲ့တဲ့ဒါဇလန်တွဲလေးပါအဲကစင်နေလဲတေချာဝင်ခဲ့ပြီးတော့ဒီလိုရိုက်ကူးရေးလုပ်ခဲ့တဲ့အမှတ်တရလေးလည်းအများကြီးရှိရပေါ့เนาะဒီလိုမျိုးပြိသက်စီကိုမြင်မြန်ဆန်ဆန်ချပြခွင့်ရလို့လဲအရန်လဲ ဟိုဝမ်းသာပါတယ်ပြည်သက်ကြီးလည်းကြည့်တဲ့အခါကျရင်အဲကြည့်ရှုပြီးတော့ဝေဖန်ပေးပါအောင်သုံးသပ်ပေးပါအောင်လို့ပြောချင်ပါတယ်ဟိုဒီထဲမှာတော့ရမောကအခုထိတော့ရမောရဲ့အပိုင်းနေမလာသေးဘူးရမောကတော့စောင်းနှင်းဖြူဆိုတဲ့ character လေးနဲ့ပါဝင်ထားပါတယ်အငယ်ဘွားကတော့ညီမလေးစုရတနာထိုက်ပေါ့နော်ညီမလေးလည်းအရန်ကြိုးစားထားတယ်ဒါရမုံလည်းကြည့်ဖို့ကမှရမုံတာဝန်ကြည့်အောင်အများကြီးကြိုးစားထားပါတယ် အော်ဒီဆက်ကိုစပြီးတော့ရကလေးကအရင်စိတ်လှုပ်ရှားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီမုံတကယ် Trinity Channel character မျိုးလေးဖြစ်တယ်။ပြီးတော့ကောင်မလေးရဲ့ဒါစိတ်ခံစားချက်တွေပါနေဆိုလို့ရှိရင်လည်းဒါရမုံဟိုတစ်ခါမှမကြုံတွေ့ဘူး။ရမုံအတွက်ဒါပေမဲ့အဲ တရုတ်ဆောင်တဲ့အခါမှာဒါဒရိုက်တာတွေရောဒါပရိုတက်ရှင်ရောလူချင်းတဲ့ပုံစံတိုင်းအကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်ရှင်။ဒီဒီဇလန်တွဲမှာပါတဲ့သူတွေအကုန်လုံးကအရန်ကိုစိတ်ထားလဲပြည်ဝတယ်ပြီးတော့မောင်နှမသားချင်းတွေလိုပဲအားလုံးအတူတူရိုင်းပင်းကူညီရဲ့ရေမုံအစာပိုင်းမှာဒါဒီကအတိုင်နဲ့ဆိုရေမုံမသိရရရှိရပေါ့နော်။မသိတော့ရေမုံနည်းနည်းရေမုံကနည်းနည်းကြောက်တော့ရောရမှာကြောက်တာတွေပါအဲ့လိုမျိုးရှိရပေါ့နော်။ဒါပေမဲ့အကိုတွေအမတွေအကုန်လုံးနည်းနည်းတွေ့တွေ့နဲ့လက်တွဲခေါ်ပြီးပြီးတော့ရေမုံဒါဒီမြူနီနိုထာဝရဝင်းမှာတကယ်ကိုကောင်းမွန်တဲ့မတရားအများကြီးဖန်တီးခဲ့တယ်။ဇဝင်ခန်းတိုင်းပေါ့နော် နော်အခန်းတိုင်းအတွက်ကိုလည်းလုံးဝ stress မပြီးစီပဲနဲ့ဒါ driver တွေရောဒါတရုတ်ဆောင်တွေရောအလုံးတူတူစူးစမ်းခဲ့လို့ဒီလိုဇလန်တွေလေးတစ်ခုဖြစ်လာတာပါဟုတ် drama ကားကားလို့ပြောလို့ရတာဘယ်လိုမျိုးလေးလာမှာ အရန်ရမုံတော်တော်အရန်ကြိုက်နှက်တတ်တဲ့ drummer အထဲမှာပါပါတယ်ရမုံလည်းဒီကားကိုအရန်ကိုမျှော်လင့်နေတာပါအာအခုလည်း on scene ပေါ့တက်လာပြီပေါ့နော် TV screen ပေါ်မှာတက်လာပြီဆိုတော့ဘယ်လိုမျိုးလေးဖြစ်မလဲပိတ်သက်ကောက်ဘယ်လိုသုံးသက်မလဲပြီးတော့အဲညီညီမလေးကလည်းစူးစမ်းထားတယ်ဆိုတော့အမကလည်းအမတာဝန်ပြီးပြီးစူးစမ်းရတာပေါ့ဟုတ်ဟုတ်အမြဲတည်းလို့လောက်ွက်ရတဲ့ဇကားတွေရတယ်ဆိုတာကလည်းဒီလောက်ွက်ရတဲ့နေရာလေးတွေမှာရမုံမြင်ပေးကြတဲ့လူတွေရဲ့ကျေးဇူးကြောင့်မှာရမုံမြင်ပေးကြတယ်ပြီးတော့ရမုံရဲ့စူးစမ်းမှုကိုလည်းအတိအမှတ်ပြုကြတယ်ဒါကြောင့်မို့လို့ဒီလိုလောက်ွက်ရ ရတဲ့ character လေးတို့ရေမုံလက်ခံရရှိနေတာဖြစ်ပါတယ်။ရှေ့ချောက်ပြီးတော့လည်းဒီလိုမျိုးလုတ်ကွဲရတဲ့ character လေးတွေပြည့်သက်သိစီအများကြီးပြသချင်ပါသေးရှင်။